အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ကတက်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့စပိုင်းအရှေ့ကြီးနဲ့ချွေးမလေးဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစီအစဉ်တင်ဆက်သူအန်နာပါဆူမစ်ရှောင်းဆိုတဲ့မင်္ဂလာကတော့တတော်လေးကိုလှောက်ပါလွန်ပါတယ်သူမရဲ့လှောက်ပါမှုကိုနှစ်ဆတိုးစေခဲ့တာကတော့သူမရဲ့စပိုင်းအရှေ့ကြီးဖြစ်ပါတယ်သူမရဲ့စပင်အရှိကြီးကြောင့်ကျောင်းမဆိုရင်တော့အားလုံးကသူမကိုသဘောကျကြတော့ပေါ့ တိုက်ဆိုင်စွာနဲ့ပဲသူမကတော့သပင်တမွေးမရှိတဲ့အခင်းဆိုတဲ့ကဒုံပြောင်လေးနဲ့ကြိုင်နေခဲ့ပါရီ။ကောင်းလေးခမောင်သပင်တမွေးမရှိပဲကဒုံပြောင်နေတဲ့အတွက်အတန်းထဲမှာသူ့ကိုတော့အာလုံကလောင်ပြောင်တယောတက်ကြပါရီ။သူကတော့ဘယ်သူ့ကိုမှဂယုမဆိုင်တလို့မျိုးဘာတခွန်မှလည်းပြန်ပြောလည်းမရှိပါဘူး။ဒါကြောင့်လည်းဆမက်ရှာကသူ့ကိုသဘောကျသွားခဲ့တော့တာပေါ့။ကျမရှင့်ကိုတကယ်အယံကိုသဘောကျတယ်တိလာအခင်းပြီးတော့ကျမရှင့်ကိုပြောစရာရှိတယ်။ကျမရှင့်ကိုချစ်ပါတယ်။ ငါလဲမင်းကိုအရန်သဘောကျပြီးရောချက်ပါတယ်။မင်းကချစ်စရာလဲကောင်းတယ်၊ချောလဲချောတယ်။သပင်ကလည်းအရှိကြီးပဲ။မင်းလိုမျိုးအရန်ကိုချောမောလှပါတယ်မင်းကလေးတယောက်ကဘလို့လူမျိုးကိုမစိုးရရှိသွားနိုင်တယ်လို့မထင်ဘူးလား။ကျမရှင်ရဲ့စိတ်နှလုံးသားကိုသဘောကျတာပါ။ရှင်ရစိတ်စေတနာအရန်ကောင်းတယ်လေ။အဲ့ဒါကြောင့်လဲကျမချစ်မိသွားခဲ့ရပေါ့။ဒီလိုနဲ့ပဲနှစ်ယောက်သားတွဲခဲ့ကြပါရဲ့။ကြောင်ပြီးသွားခဲ့ပြီးနောက်မှာအခေလ်ကလည်းကုမ္ပဏီကောင်းကောင်းတစ်ခုမှအလုပ်ရရှိသွားခဲ့ပါရဲ့။ ဇမက်ရှာနဲ့အခဲတော်နှစ်ယောက်စလုံးရဲ့ဆက်ဆံရေးကအခုဆိုရင်တော့ပုံမခိုင်မာလာတဲ့အနေအထားတစ်ခုရောက်ရှိလာခဲ့ပါပြီ။အခဲကျမတို့ဖေအချိန်အထိအခုလိုတက်တက်လေးပုံရှော့ွယ်ရှော့နဲ့တွေ့နေရမှလဲ။ကျမကြောင်းပြီးသွားပြီဆိုတော့မိဘတွေကလည်းကျမကိုလက်ထပ်ပေးဖို့အတွက်စစ်စင်နေကြပြီ။အဲဒါကြောင့်ကျမတို့အကြောင်းကိုရှင်းအိမ်မှာအများအဆုံးစကားပြောကြည့်လိုက်ပါတော့။ကောင်းပြီလေဒါဆိုရင်တော့ဒီနေ့ပဲငါအိမ်မှာနေ့အကြောင်းစကားပြောကြည့်လိုက်တော့မယ်။အခဲကလည်းအိမ်ကိုပြန်လာပြီးတဲ့နောက်မှာတော့သူ့အမေနဲ့စကားပြောပါရီး။ ဒီနောက်မှာတော့မိသားစုဝင်တွေအကုန်လုံးကလည်းဆိုမေခရှာရဲ့အိမ်ကိုသွားဖို့အတွက်ပြင်ဆင်ကြတာပေါ့အမေသဖင်အတုလေးပါလေးကောက်ဆွလိုက်ပါလားရှင်ဒီအတိုင်းကြီးဆိုရင်တင့်တော်ပါမလားချွေးမလေးရေငါကတော့ဘာမှမတက်ချင်တော့ဥချက်ပြီးရောနော်ဒီပုံစံအတိုင်းပဲသွားကြမယ်ရခမကြော်ရမယ်သူရဲ့အိမ်မှာဘလို့မျိုးနေထိုင်ကြလဲဆိုတော့ကိုတူတီတင်တယ်လေငါတော့မှသဖင်မရှိဘူးဆိုတော့သူတရမဟုတ်တရတီသွားမှာပဲသိပါရဲ့အမေရဲ့ ဒါပေမဲ့ကျမတို့ရဲ့ပုံစံကိုတွေးပြီးသူကလည်းလက်ထပ်ဖို့အတွက်ညင်းဆိုလိုက်မယ်ဆိုရင်အဲ့ဒီအခါကျရင်ဘယ်လိုလုပ်ကြမလဲကျမတို့ကတော့ကတုံးတွေကျမကိုယ်တိုင်ကလည်းကတုံးမို့လို့အမေရဲ့သားကိုလက်ထပ်ခဲ့အောင်အဲ့ဒီမိန်ကလေးကသမင်အရှိအကြီးနဲ့အရန်ကိုလှပတာတဲ့ကျမတို့တမိသားစုလုံးရဲ့ပုံစံကိုတွေးလိုက်ရလို့သူလက်ထပ်ပွဲကိုညင်းပယ်လိုက်မယ်ဆိုရင်음ဟုတ်တယ်ဟုတ်တယ်ချွေးမလေးဟင်းနေပြောတာမှန်တော့လေမှန်တယ်နောက်တော့မှအတိအကျမရှိဘူးနော်ကဲကဲကဲပေးပေးပေး ငါကောစပင်အတုပီငါစပင်အတုတက်ပြီးတော့ပဲသွားလိုက်တော့မယ်ဒီနောက်မှာတော့အားလုံးကလည်းစမက်ရှာရဲ့အိမ်ကိုထွက်လာခဲ့ကြပါတယ်ဒီနောက်အားလုံးရဲ့သဘောတူညီမှုနဲ့ကျွန်တော်နှစ်ယောက်လုံးရဲ့လက်ထပ်ပွဲကိုသဘောတူပေးခဲ့ကြပါတယ်လောက်နေငယ်ကြမြင်သွားခဲ့တဲ့အခါမှာလက်ထပ်ပြီးစမက်ရှာကလည်းချွေမလေးအနေနဲ့ရောက်ရှိလာခဲ့ပါပြီယခုမှအင်ကမီတာဆိုရင်တွေ့အကုန်လုံးကလည်းစမက်ရှာရောက်ရှိလာတော့မှဖြစ်တဲ့အတွက်သူတို့သမီးအစ်စ်လေးကိုကြိုးစို့ဖို့စောင့်ဆိုင်းနေခဲ့ကြပါတယ်ကျမအရင်ကပြောတဲ့အမေရဲ့ ျမတို့ရက်ွက်တဲ့သပင်းအရှိကြီးနဲ့အရှမ်းကိုလှပါရမင်းကလေးတယောက်ရောက်ရှိလာတော့မှဆိုတော့ဒါကျမတို့အကျွတ်ဝမ်းသာကုန်ယူစရာကိစ္စတစ်ခုပဲနော်အ ਨੇ ဆုံးတော့ကျမတို့သူ့စီကမျောလင်းချက်တစ်ခုချလို့ရသွားပြီမွေးဖွားလာမယ့်ကလေးကကျမတို့လိုမျိုးကတုံးဖြစ်မှာတော့မဟုတ်တော့ဘူးဟုတ်တယ်ချွေးမလေးနင်ပြောတာမှန်တယ်ငါတို့အကျွတ်ကံကောင်းခြင်းတွေရောက်ရှိလာတော့မယ်ဟုတ်တယ်နော်ကျမတို့ရဲ့သမီးအရှိရဲ့ကြီးနဲ့ရောင်းမကတော့ကံကောင်းခြင်းတွေကိုယူဆောင်လာခဲ့ပေးမယ်ဆိုတော့ကျမနားလေပါတယ် ဒါပေမဲ့ကျမတို့အားလုံးရဲ့ပုံစံအမှန်ကိုတူတိသွားတာနဲ့အရန်ကိုစိတ်ပြက်ပြီးထွက်ပြေးသွားမလားဆိုတော့ကိုတော့ကျမအတော်လေးကိုစိုးရင်နေတယ်။မဟုတ်တာမဟုတ်တာဘာဖြစ်လို့အလောက်တောင်မှစိုးရင်ပူပန်နေရတာလဲဒီလိုဖြစ်စရာဘာအကြောင်းမှမရှိဘူး။လက်ထပ်ပွဲကလည်းပြီးဆောင်သွားခဲ့ပြီ။လက်ထပ်ပြီးလို့သူကဒီအိမ်ကချွေးမလေးအနေနဲ့ရောက်ရှိလာတော့မှဆိုတော့ဘာမှအလောက်ထိစိုးရင်ပူပန်မနေနဲ့။ပြီးတော့ငါသားလေးအခင်ကိုလည်းသူတတော်လေးချစ်ရှာတယ်။အဲဒါကြောင့်အခုချွေးမလေးရောက်လာတဲ့အခါကျရင်တော့ငါတို့သဘင်အတူမတက်ပဲနဲ့ပဲသူ့ကိုကြိုးဆိုပေးကြမယ်။ ဟုတ်တယ်ရောင်မကြီးကိုရောက်လာတဲ့အခါကျရင်တော့သူ့ဘာဖြစ်လို့အလောက်တောင်သပင်ရှိနေရတာလဲဆိုတော့ကိုကျမတို့မေးကြည့်ကြမယ်နော် သူရဲ့လှုပ်ဝှက်ချက်တွေအလုံးကိုလည်းကျမတို့သိသွားတာပေါ့ကျမတို့သပင်တွေလည်းရှေလျားလာတဲ့အခါကျရင်တော့ဘယ်သူမှကျမတို့ကိုကတုံးမဆိုပြီးတော့ခေါ်မှမဟုတ်တော့ဘူးခဏနေတော့စမိတ်ရှာကလည်းသူရဲ့ချစ်တော်အခဲလ်နဲ့အတူတူအိမ်ကိုရောက်ရှိလာခဲ့ပါတယ်သူရဲ့ခေါမအိမ်ကမိသားစုဝင်တွေအလုံးကတုံးဖြစ်နေတော့ကိုတွေ့ကြရတဲ့အခါမှာတော့သူမတော်တော်လေးအံ့အားတင်သွားခဲ့ပါတယ်ဒါဘလို့ဖြစ်တာလဲ ရုတ်တရက်ကြီးတယောက်မှမှသပင်တွေလည်းမရှိကြတော့ပါလား။ကျမတွေ့ခဲ့တဲ့အချိန်တုန်းကအားလုံးကသပင်အရှိကြီးတွေနဲ့လေ။အဲ့ဒီတုန်းကငါတို့သပင်အတုတက်ထားကြတာ။ဘလို့မဆိုနင်းဒီကိုရောက်လာဖို့အတွက်ငါတို့ပြင်ဆင်ထားတဲ့အရာတွေလေ။အခုနေငါတို့မိသားစုဝင်ဖြစ်သွားပြီဆိုတော့ငါတို့ရဲ့ပုံစံအမှန်ကိုလည်းသိဖို့အတွက်လိုအပ်တယ်။ငါတို့ကရုံပြောင်းအတိုင်းနေရွက်ွက်ထဲကိုရောက်လာမယ်ဆိုလို့ရှင်တော့အလုံးကနေကိုလှောင်ပြောင်းတရောချမှာပေါ့ဒါဆိုရင်တော့ဒီမိသားစုဝင်တွေအကုန်လုံးကကဒုံးတွေကြီးပဲလားတယောက်မှသပင်းမရှိကြဘူးပေါ့လေ ကျမကဘာဖြစ်လို့အခုလိုမျိုးလှည့်စားကြတာလဲ။ဘာဖြစ်လို့အခုလိုမျိုးကျမကိုလိန်ညာခဲ့ကြရတာလဲ။ဟုတ်ကဲ့ပါရောင်မရဲ့ကျမတို့နားလေတယ်။အခုအချိန်မှာဘယ်လိုတွေခံစားနေရမလဲဆိုတာကိုလည်းသဘောပေါက်ပါတယ်။အဲဒါကြောင့်အရင်ဆုံးအထဲကိုဝင်လိုက်လေ။အထဲကိုဝင်ပြီးသွားတဲ့အခါကြာလို့ရှင်တော့အရာအားလုံးကိုနားလည်အောင်ရှင်းပြမယ်။ဒေါသရန်ထွက်နေတဲ့ချွေးမအတဲလေးကလည်းအခန်းထဲကိုဝင်သွားလိုက်ပါရီ။ဒါဘလို့ဖြစ်တာလဲအခေရှင်ကျမကိုလိန်ညာခဲ့ရလား။ကိစ္စတခုခုမှားယွင်းသွားခဲ့လို့ရှင်ရဲ့သဘင်တမွှေးမှပေါက်မလာခဲ့တာလို့ကျမထင်မှတ်နေခဲ့ရ ဒီမှာကတော့တမိသားစုလုံးကထုံးပြောင်တွေဖြစ်နေကြတယ်။သိပါတယ်။ပြီးတော့ငါအမှန်တရားတွေအလုံးကိုပြောပြဖို့အတွက်ပြင်ဆင်ခဲ့တယ်၊စ조사ခဲ့ပါသေးတယ်။အရန်ကိုကြောက်နေခဲ့လို့ဒါအမှန်တရားကိုမပြောပြနိုင်ခဲ့တာ။မင်းကိုထားသွားမှာကိုအရန်ကိုကြောက်နေခဲ့လို့ဒါမပြောပြခဲ့ရပါ။ငါတို့ကထုံးဖြစ်နေရကိုမင်းဒီလောက်ကြောင်မှစိတ်ပြတ်နေရဲဆိုရင်တော့စဉ်းစားကြည့်။ငါတို့ကိုယ်တိုင်ကကထုံးဖြစ်နေတာဘလောက်ကြောင်မှစိတ်ပြတ်ဝမ်းနေနေလိုက်မလဲ။ရက်ကော့ထဲမှာရှိတဲ့သူတွေအကုန်လုံးကလည်းငါတို့ကိုကထုံးကထုံးဆိုပြီးတော့အားလုံးကလောင်ပြောင်တယောကြတာ။ ါတွေအားလုံးကိုငါတို့တီးခန့်နေရတာမလွယ်ဘူး။ဆိုမဲ့ခရှားကလည်းအခုချိန်မှာတော့ဘာမှလုပ်လို့မရတော့ပါဘူး။အရာအားလုံးနောက်ကျသွားခဲ့ပါပြီ။ဒီလိုနဲ့ပဲအချိန်တွေကုန်ဆုံးခဲ့ပြီးတရမှာတော့ဆိုမဲ့ခရှားဈေးဆိုင်သွားဖို့အတွက်အပြင်ကိုထွက်လာခဲ့ပါရည်။ဒီအချိန်မှာတော့ရက်ွက်ထဲမှာကဒုံးတွေကြီးပဲနေထိုင်နေအောင်ကိုတွေးခဲ့ရပါရည်။တချို့ကလေးတွေကတော့သူတို့ရဲ့ကဒုံးတွေကို ပုတ်ပြီးတချင်းစုံနေခဲ့ကြပါရည်။တဖက်မှာအမျိုးသမီးတွေကတော့လက်ထဲမှာတပြက်စီတောက်တွေကိုကင်ပြီးရံဖြစ်နေကြပါသေး යි ။ဟဲ့ကတုံးမဆူတောင်း နင်ဘာဖြစ်လို့ငါ့အိမ်ဘက်ကိုရေရေပြစ်နေရတာလဲငါ့အိမ်တအိမ်လုံးစိုးကုန်ပြီနောက်တစ်ခါထပ်လို့လို့ကတော့နင်ရဲ့ကတုံးပြောင်ကိုငါလာပြီးတော့တီးယုံမယ်နင်ရောက်မြောင်ငါ့ကိုရိုက်မယ်ဟုတ်လားတတိရှင်လာခဲ့လေငါနင်ရဲ့ကတုံးပြောင်နေရဲ့ကောင်းကြီးကိုလှုပ်ပေးလိုက်မယ်လို့နင်ထင်နေရလားဒါရီကိုကြားခဲ့ရတဲ့အခါမှာစမိတ်ရှာတယောက်စိတ်ထဲကနေတွေးနေခဲ့မိပါတယ်ငါတော့ငါရခမအင်ကတော်ရီအားလုံးပဲကတုံးဖြစ်နေတယ်ထင်နေခဲ့တာဒီမှာတရက်กว่าလုံးကတုံးပြောင်ဖြစ်နေကြတယ်ဒီမှာဒီမှာအားလုံးပဲရံမဖြစ်ကြပါတော့နဲ့ရှင် Hey, နင်ကကဒုံးစုမေတရာရဲ့ချွေးမအငယ်လေးမဟုတ်လားသူ့စပင်ကတကယ်ကိုအရှိကြီးပဲနော်ဟုတ်ပါရှင်ဒီလောက်ထိလှပတဲ့စပင်အရှိကြီးကိုမတွေ့ရတာနှစ်ပေါင်းများစွာတောင်ကြာမြင့်သွားခဲ့ပြီဒီချိန်မှာစမေခရှာရဲ့ရောင်းမလေးကြောင်းကနေပြန်လာနေခဲ့ပါရဲ့ဒီနောက်မှာတော့စမေခရှာကိုသူနဲ့အတူတူအထဲကိုခေါ်ဆောင်သွားပါရဲ့ကဲလာရောင်းမရဲ့အထဲဝင်တို့အားလုံးအရှိကိုထွက်ရမနေနဲ့ခဏနေတော့ခိုးတကောင်ရောက်ရှိလာခဲ့ပြီးနောက်မှာတော့သူမရဲ့ကရုံးပြောင်းပေါ်မှာချီးပါချသွားပါရဲ့ ။ကြောက်တွေးကြရတဲ့အမျိုးသမီးတွေကလည်းရှီမောနေခဲ့ကြတာပေါ့။ကဲနေ့ရက်ကတုံးကိုတော့ခိုရီကြီးကနေတောင်သဘောမကျဘူး။စိတ်ညှစ်လိုက်တာတကယ်ပါပဲ။ဟောဖြစ်လို့ဒီပုံစံအတိုင်းတွားနေလေ။သပင်အတုလေးပါလေးတက်မဟုတ်ရင်အုတ်ချုပ်လေးပါလေးစောင်းဖို့ဒီပုံစံအတိုင်းပဲတွားနေတော့ဘယ်အဆင်ပြေပါမလဲ။ကျမတို့ဘလို့ဒုက္ခတွေကိုရင်ဆိုင်နေရလဲဆိုတာရောမမသိပါဘူး။ကျမတို့တခုခုနဲ့ခေါင်းကိုကောက်ွယ်ဖို့အတွက်ကြိုးစားရင်ခေါင်းမအနိအဖုအကြီးကြီးတွေပေါက်လာတတ်တယ်။နေပေါင်းဒါဘလို့ဖြစ်ရတာလဲ ပြီးတော့ရက်ကွက်ထဲမှာရှိတဲ့သူတွေအကုန်လုံးဘလို့ဖြစ်လို့ကတုံးပြောင်တွေဖြစ်နေကြရတာလေဒီနောက်မှာတော့ရက်ကွက်ထဲကသူတွေအားလုံးရောက်ရှိလာခဲ့ပြီးသူတို့မှားယွင်းခဲ့တဲ့ကိစ္စတွေကိုပြန်လည်အမှတ်ရနေခဲ့ကြပါတယ်ဘာဖြစ်တာလဲဆိုတော့ငါပြောပြမယ်တရံငါတို့ရွာတဲ့ကိုစာတူကြီးတစ်ပါးရောက်လာခဲ့တယ်သူရဲ့သဘင်ကတကယ်ကိုအရှေကြီးပဲအဲ့ဒါကိုတွေ့လိုက်ရတော့ငါတို့ကလည်းစာတူကြီးဖြစ်ပြီးစပင်းရှိတယ်ဆိုပြီးလောင်ပြောင်းခဲ့လို့သူကငါတို့ကိုကျင်းစာတိုက်သွားခဲ့တာဒီရောမှာရှိတဲ့သူတွေအကုန်လုံးကတုံးပြောင်းတွေဖြစ်သွားကြလိမ့်မယ်နင်းတို့မျိုးရိုးက လူတွေအကုန်လုံးလည်းကတုံးဖြစ်မယ်။အရင်နောက်ငါတို့အားလုံးကတုံးပြောင်းတွေဖြစ်ကုန်ကြတာပဲ။မွေးဖွားလာတဲ့ကလေးလေးတွေအကုန်လုံးကလည်းကတုံးတွေဖြစ်နေရပေါ့။ကျမတို့အဖြေရှာဖို့နီလန်တစ်ခုရှိမှာပါ။နီလန်တစ်ခုရှိတယ်။မိန်းကလေးတယောက်ကသူ့စပင်အနှဲငယ်ချင်းစီကိုညှက်ပေးပြီးရွာသူရွာသားတွေအားလုံးရဲ့ခေါင်းကိုထိပေးလိုက်မယ်ဆိုရင်တော့စပင်ပြန်ရှိလာမယ်တဲ့။ကျမပေးမယ်။ဒီနောက်သူတို့ကလည်းစာသူကြီးတစ်ပါးကိုဆင်ခေါ်ပြီးနောက်မှာတော့ချိန်စာကိုပြက်ပြဲသွားအောင်လုပ်ဖို့ကြိုးစားပါရီ။စမေတရာကလည်း ူရဲ့သပင်းကိုဖြတ်ပြီးနောက်မှာတော့အားလုံးကိုအနှဲငယ်စေပေးခဲ့ပါတယ်။အားလုံးရဲ့ခေါင်းမှာသပင်းကိုထိလိုက်တာနဲ့သပင်းအရှိကြီးတွေကိုပြန်လည်ရရှိသွားပါတယ်။အားလုံးကလည်းသပင်းကိုပြန်လည်ရရှိသွားခဲ့တဲ့အတွက်ဝမ်းသာပျော်ရွှင်မဆုံးဖြစ်သွားခဲ့ကြတာပေါ့။ချွေမအစ်တလေးကိုလည်းအားလုံးကကျေးဇူးတင်စကားပြောဆိုခဲ့ကြပါတယ်။အခုလိုမျိုးအကူအညီပေးလိုက်တဲ့အခါမှာတော့စမေတရာတယောက်သပင်းတို့သွားတယ်ဆိုပေမဲ့ကိုကြီးခွင့်ရသွားတဲ့အတွက်သူမဝမ်းသာပျော်ရွှင်နေခဲ့ပါတယ်။ဒီနောက်မှာတော့ရက်ကွက်ထဲမှာရှိတဲ့သူတွေအကုန်လုံးကလည်းပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်သွားခဲ့ကြပါပြီ။ ဘာကုန်မလဲစွရင်ပူပန်းစရာမလိုတော့ပါဘူး။နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့စပင်အရှိရဲ့ကြီးနဲ့ချွေးမလေးဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်။စူပရီယာဆိုတဲ့မိန်းကလေးကတော့ငငယ်လေးကလေးကတခါမှစပင်မညှပ်ဖို့ပါဘူး။သူမမှာစပင်အရှိရဲ့ကြီးတွေရှိပါတယ်။တကယ်ချင်းတွေကလည်းသူမကိုစပင်အရှိရဲ့ကြီးနဲ့မိန်းကလေးဆိုပြီးခေါ်ကြပါတယ်။တရသူမအကြောင်းကိုတွားနေခဲ့တဲ့အချိန်မှာကောင်းလေးတချို့သူမကိုစာနောက်ခဲ့ကြပါရီ။တချင်းတွေဆိုပြီးသူမကို လိုက်ပြီးစာနောက်နေခဲ့ကြတာပေါ့။ ူမကတော့ဘာကိုမှဂယူဆိုင်မနေဘဲနဲ့ထွက်သွားလိုက်ပါတယ်ဒီပုံစံအတိုင်းပဲသူမကြောင်းတက်လာခဲ့တော့အခုဆိုရင်တော့၃နှစ်ကျော်သွားခဲ့ပါပြီကြောင်းပြီးတော့မှဖြစ်တဲ့အတွက်သူမရဲ့မိခင်ဖြစ်သူကလည်းတမီလေးကိုလက်ထပ်ထိမ်မြပေးဖို့အတွက်ကောင်းလေးလိုက်ရှာခဲ့ပါတယ်ဒီမှာတော့သူကလည်းသူရဲ့မိခင်ဖြစ်သူနဲ့အတူတူမင်္ဂလာပွဲသွားတက်နေခဲ့တဲ့အချိန်မှာပဲအန်ကစ်ဆိုတဲ့ကောင်လေးတယောက်ကိုတွေ့ဆုံခဲ့ပါရယ်အန်ကစ်ကလည်းစူပရီယာကိုတွေ့မြင်ခဲ့ပြီးရှေးလျားလှပါတဲ့သဘင်အရှိကြီးတွေကြောင်းသဘောကျသွားခဲ့ပါရယ် ဒီနောက်မှာတော့သူ့သားလေးသဘောကျနှစ်သက်နေတဲ့ main ကလေးကိုတင်တောင်းဖို့အတွက်စူပရီယာရဲ့အိမ်ကိုမိခင်ဖြစ်သူကိုယ်တိုင်လိုက်လာခဲ့ပါတယ်။မင်္ဂလာစကားပြောဆိုကြပြီးနောက်မှာတော့မင်္ဂလာဆောင်ဖို့အတွက်သဘောတူပေးခဲ့ကြပါတယ်။ကဲသမီးစပင်းအရှိကြီးဆိုတာကကြီးရတာတတော်လေးကိုလောက်ပါသလိုမျိုးမြင်တွေ့ရတဲ့လူတွေအကုန်လုံးကလည်းသဘောကျကြတယ်ဆိုပေမဲ့ဒီစပင်းကိုထိမ့်သိမ်းရမယ့်အချိန်တခုရောက်လာတဲ့အခါကျရင်တော့ဘယ်သူမှနင့်ကိုအကူအညီပေးချင်မှမဟုတ်ဘူး။အချိန်ပေးရတဲ့အတွက်အလုံးရှုပ်တယ်လို့တောင်ပြောကြအောင်မှာ။ လက်ထပ်ပြီးနေရခမအင်ကိုရောက်သွားတဲ့အခါကျရင်တော့နေရဒီစမင်အရှေကြီးကိုဘယ်သူကကယူတဆိုင်ရှိပေးမှလဲအဲဒါကြောင့်သမီးအမေပြောတဲ့စကားအနားထောင်မှာနေစမင်အရှေကြီးကိုအနှဲငယ်လောက်ဖြစ်ဖြစ်ညှပ်ပြလိုက်ပေါ့ဒါဆိုရင်တော့နေထိန်သိမ်းရတာလည်းကိုသွားလိမ့်မယ်အမေကလည်းဘာလို့အခုလိုပြောနေရတာလဲအမေကကျမရဲ့စမင်တွေအခုလိုရှေလျားပြီးနှမောင်တန်ဆွမ်းနေအောင်ဘလောက်တောင်မှစူးစမ်းပေးခဲ့လေကျမဒီစမင်အရှေကြီးကိုညှပ်ပြလိုက်စရာလားမညှပ်ဘူးကျမဘာဖြစ်လို့စမေမညှက်ချင်ရတာလဲဆိုတဲ့အကြောင်းရင်းကိုအမေလည်းကောင်းကောင်းသိရမှာမဟုတ်ဘူးလား။အေးပါအေးပါ ကောင်လေးရနေစပင်ကိုတတော်လေးသဘောကျတယ်မလားအဲဒါကြောင့်နင်းစပင်မညှက်ချင်ဘူးဆိုတော့ကိုလည်းငါသိပါတယ်ရဲ့အနေငယ်ကြမြင်သွားခဲ့တဲ့အခါမှာတော့ဆိုပရီယာနဲ့အန်ကစ်တိုလက်ထပ်သွားခဲ့ပါတယ်ဆိုပရီယာလက်ထပ်ပြီးအိမ်ကိုရောက်ရှိလာခဲ့တဲ့အချိန်မှာအဲဒယ်ရီအားလုံးကလည်းသူမရဲ့စပင်အရှိကြီးကိုကြည့်ပြီးတော့အံ့အားသင့်နေခဲ့ကြတာပေါ့အားလုံးကလည်းသဘောကျလွန်တဲ့အတွက်ချီးကျူးနေခဲ့ကြပါတယ်ဒီအချိန်မှာတယောက်ကြောင့်ဖြစ်သူကလည်းစပင်အရှိကြီးကိုကြည့်ပြီးချီးကျူးနေခဲ့ပါတယ် ကဲဆိုပရိယရေမင်းစပင်အရှိကြီးကတကယ်အတော်လေးကိုလှပါတာပဲမင်းဘလောက်ကြောင့်မှဒီစပင်တွေကိုထိန်းသိမ်းထားလဲဆိုတော့အရန်ကိုတိတာလုံးနေနော်ဒါဆိုရင်ရှင်လဲကျမရဲ့စပင်တွေ အတွက်စူးစမ်းပေးဖို့အစင်းသစ်ပဲလားဒါပေါ့စူးစမ်းခြင်းမရဘယ်သူကရောမစူးစမ်းခြင်းပဲရှိပါလိမ့်မလဲဒီမှာကျမစပင်တွေအတွက်ကိုပြောနေရနော်အေးပေါ့အေးပေါ့ငါလဲအဲ့တော့ပဲပြောနေရပါမင်းကြိုက်တာတောင်းဆိုလိုက်ငါအရာအားလုံးဖြစ်အောင်လုပ်ပေးမယ် တယောက်ကြားရဲ့စကားကိုကြားခဲ့ရတဲ့အခါမှာဆိုပရီယာကတော့ဝမ်းသာစွာနဲ့ရှိမောနေခဲ့ပါတယ်။ဟဲ့အမရေနေ့ချွေးမလေးရဲ့သမင်အရှိကြီးကတကယ်အတော်လေးကိုလှပတာပဲနော်။ Ừm ဟုတ်တယ်ဟုတ်တယ်။သမင်ကြီးကလည်းအရှိကြီးနဲ့နတ်မောင်တန်းစွာနေရောသူ့ကိုအလှတိုးစေတာကသူ့ရဲ့သမင်အရှိကြီးပဲ။အားလုံးကလည်းသမင်အရှိကြီးနဲ့ချွေးမလေးကိုချီးကျူးနေခဲ့ကြတဲ့အတွက်ရောက်ကမဖြစ်တော့ကလည်းဝမ်းသာပျော်ရွှင်ကုန်းယူနေခဲ့ပါတယ်။ဒီလိုနဲ့ပဲရန်အနေငယ်ကုန်းဆောင်သွားခဲ့ပါတယ်။ ဒီမှာအန်ကက်ရေကျမကောင်းလျှော်ရမယ်။စပင်ကအရန်ကိုရှေ့ပြီးတော့ထူတော့နေတာဆိုတော့ကျမတယောက်တည်းတော့ကောင်းမလျှော်နိုင်ဘူး။ရှင်ကျမအကူအညီပေးရမယ်နော်။အကူအညီပေးနိုင်လား။အခုငါရုံသွားရမှာတော်လေးကိုနောက်ကျနေပြီ။အလောက်ကိစ္စတွေကလည်းအများကြီးရှိသေးတယ်။ဒီနေ့တော့ထားလိုက်တော့လေမနဲ့ပြန်ကြမှာကောင်းလျှော်ဖို့အတွက်လှုပ်လိုက်ပါ။ငါမနဲ့ပြန်ကြရင်တော့အတူတူဝိုင်းကူပေးမယ်လေ။ကဲကဲကဲဒါဆိုရင်တော့ငါလည်းနောက်ကျနေပြီဆိုတော့သွားရမယ်နော်။ပြောဆိုပြီးနောက်မှာတော့အန်ကက်ကလည်းရုံကိုထွက်ခွာသွားခဲ့ပါရဲ့။ဟွန်းပြောတော့ကူညီပေးမှာပါတဲ့။ အခုကျတော့အကြောင်းပြချက်တစ်ခုပြပြီးတော့ထွက်သွားပြီသူသွားပြီဆိုတော့ငါဘာလုပ်ရမှာလဲငါတယောက်တည်းလဲခေါင်းလျှော်လို့မဖြစ်ဘူးအမေစီကိုသွားပြီးတော့အကူကြီးတောင်းကြည့်မယ်ဆိုရင်အေးအေးဟုတ်တယ်ဟုတ်တယ်အမေစီကိုသွားကြည့်လိုက်မယ်ဒီနောက်မှာတော့ဆိုပရီယာကလည်းခေါင်းလျှော်ရေပလင်ကင်ပြီးနောက်မှာတော့ရခမဖြစ်သူစီသွားပြီးအကူကြီးတောင်းကြည့်လိုက်ပါတယ်ဟဲ့နေယူမြယူသွားပြီလားဒါဘလို့ရလာပြောနေရလဲငါနေကိုခေါင်းလျှော်ပေးရမယ်ဟုတ်လားဒီလောက်ထိစမင်အရှိကြီးကိုနေမထိန်သိမ့်တက်ဖို့တယောက်တည်းမလုံးနိုင်ဘူးဆိုရင်တော့ဘာဖြစ်လို့များနေစမင်အရှိထထသေးရတာလဲညှက်ပြက်လိုက်လေ ပြောဆိုပြီးနောက်မှာတော့ရခမဖြစ်သူကလည်းထွက်ခွာသွားခဲ့ပါရီအမေပြောတာမှန်တယ်အမေပြောတာမှန်တယ်ငါရဲ့သမီးအရှေ့ရဲ့ကြီးကိုကြည့်ပြီးအလုံးကချီးတူးကြလိမ့်မယ်ဒါပေမဲ့ဘယ်သူမှငါ့ကိုအကူအညီပေးကြမှာမဟုတ်ဘူးဒီနောက်မှာတော့ဆိုပရိယာကလည်းသူ့ကိုယ်တိုင်ပဲခေါင်းရှော့ဖို့အတွက်ရေချိုကန်နဲ့ကိုဝင်သွားခဲ့ပါရီသူမခေါင်းရှော့ရင်ရှော့ရင်လည်းအချိန်နှစ်နာရီလောက်ကြာသွားခဲ့ပါရီအချိန်တွေအကြာကြီးရေချိုကန်ကနေထွက်မလာခဲ့တဲ့အခါမှာရခမဖြစ်သူကလည်းရေချိုကန်တကလာခောက်ရင်းနဲ့ပြောလိုက်ပါရီကဲကဲကဲ အရင်မကြီးရဲ့အခုချိန်ထိအထဲမှာဘာလုပ်နေရလဲနင်တရက်အလုံးရေချိုးခန်းထဲမှာပဲနေနေတော့မှလားအပြင်လေးပါလေလဲထွက်လာခဲ့ုံလေအိမ်မှာအလုပ်တွေကပုံနေပြီသူကရေချိုးလို့ကိုမပြီးသေးဘူးငါတို့ဘိုက်စာလို့သိပါသေးတော့မယ်တည်ရလားအမေအမေခဏလေးနော်ကျမဒီမှာခေါင်းလျှော်နေရပါခေါင်းလျှော်လို့မပြီးသေးလို့ဒါဆိုရင်ငါတို့ကဘာလုပ်ရမှာလဲနင်းစပင်လျှော်နေရနဲ့ပဲအငတ်ခံပြီးတေးလိုက်ရတော့မလားရခမဖြစ်သူရဲ့စကားအတန်ကိုကြားခဲ့ရတဲ့ခမဆူပရီယာလည်းကြောက်လန့်တကြနဲ့အပြင်ကိုထွက်လာခဲ့ပါရဲ့ အမလီနီအချိန်အကြာကြီးအထဲမှာဘာလုပ်နေရလဲဒီလောက်ထိအချိန်တွေအများကြီးယူပြီးအခုအချိန်ထိသဘင်ကိုကောင်းကောင်းတော့မလျှော်ရသေးဘူးဟုတ်လားကြည်စံရေရီဘယ်လိုမျိုးကြနေလဲဆိုတော့အိမ်တအိမ်လုံးမှာရေရီဆိုရွှဲသွားအောင်လို့နေလုံးပြစ်မလို့လားတောင်းမှပါရင်အမေရဲ့ကျမဘယ်တော့ကမှဒီလောက်ထိရှည်တဲ့သဘင်အရှည်ကြီးကိုတယောက်တည်းမလျှော်ခဲ့ဘူးဘူးဆိုတော့ခက်ခဲသွားလို့ပါကျမမိကအမြဲတမ်းကျမကိုကောင်းလျှော်ဖို့အတွက်အကူအညီပေးတယ်ဒီနေ့ကျမကိုအကူအညီပေးမဲ့သူမရှိတဲ့အခါကျတော့အချိန်နည်းနည်းပို့ပြီးတော့ကုန်သွားတယ် ။ဆိုပရီယာကလည်းအမြန်ဆုံးခေါင်းတော့ဝေစားလေးပြီးနောက်မှာတော့ထမင်းဟင်းချက်ပြုတ်ဖို့အတွက်မိဖို့အခန်းထဲဝင်သွားခဲ့ပါတယ်။ဒီလိုနဲ့ပဲရန်အနေငယ်ကုံဆုံးသွားခဲ့ပါတယ်။နောက်တစ်ချိန်ကောင်းလျှော့ဖို့အတွက်အချိန်ကိုရောက်ရှိလာခဲ့တဲ့အခါမှာတော့ဒီမကလည်းရခမဖြစ်သူကိုပြန်ပြောပါရစေ။ကျမခဏလောက်အိမ်ကိုပြန်သွားလို့ရမလားယင်။ကျမဒီနေ့ကောင်းလျှော့ရမယ်ရမှို့လို့ပါအမေကိုအကူအညီပေးခိုင်းလိုက်မယ်လေ။တော်စမ်းပါဘာမှသွားစရာမလို။ကောင်းလျှော့ဖို့အတွက်မိဘအိမ်ကိုပြန်မယ်ဆိုတာဖြစ်သင့်ရဲ့လား။ နင်းမေကငါတို့ကိုပြောဆိုနေမှာပေါ့ဒါလေးတော့မမလုပ်ပေးနိုင်ဘူးလားဆိုပြီးတော့ကိုဟောက်ကိုပဲအိမ်မှာကောင်းလျှော့စုပရိယာကလည်းသူဟာသူပဲရေချိုးကန်နဲ့ဝင်သွားခဲ့ပြီးအဆင်ပြေအောင်လို့ကောင်းလျှော့ခဲ့ပါတယ်ဒါရီအားလုံးကိုလုံနေနေသူမအချိန်တွေအများကြီးထပ်ပြီးတော့ကုံရပြန်ပါတယ်သူမသဘင်ကိုကောင်းကောင်းလေးမထိန်သိမ့်နိုင်တော့တယ်လို့မျိုးကောင်းသိချာတော့မဖီးနိုင်တော့ပါဘူးဖြစ်ဖြစ်နေသူမစပင်တွေအများကြီးကြွက်လာခဲ့ပြီးစပင်မွှေးတွေကလည်းတအိမ်လုံးအနှံ့ဖြစ်နေပါရဲ့ ဒုက္ခပဲဒီချွေးမကတော့ငါတို့ကိုထမင်းဟင်းနဲ့သပင်းတွေပါရောပြီးတော့တွေးအောင်မလားမသိဘူး။ရွှန်စရာကောင်းတယ်ရွှန်စရာကောင်းလိုက်တာ။ဒီစကားလေးကိုကြားခဲ့ရတဲ့ခါမှာဆိုပရိယာတော်လေးကိုဝမ်းနေသွားခဲ့ပါရဲ့။သူမရဲ့သပင်းအခြေအနေကိုလည်းသူမထပ်ပြီးတော့မကြည့်ရတော့ပါဘူး။တရားမှာတော့နေငါတို့ကိုသပင်းတွေနဲ့ရှုပ်ထွေအောင်လှုပ်ပြီးတပ်ပြစ်မလို့လား။ဘယ်အချိန်ပဲကြည်ကြည်တအိမ်လုံးနဲ့သပင်းတွေကြီးပဲ။ဒီသပင်းအရှိကြီးကိုနေဘဖြစ်လို့မညှက်ပြစ်လိုက်ရတာလေ။ဒီစကားကိုကြားခဲ့ရတဲ့ခါမှာဆိုပရိယာတယောက်အတော်လေးဝမ်းနေပလတ်ဖြစ်သွားခဲ့ရပါရဲ့။ အမေရဲ့ဒါဘလို့တွေပြောလိုက်တာလေအမေရဲ့သူကကျွန်တော်တို့အတွက်စဉ်းစားပေးနေရင်လည်းသူ့စပင်ကိုကောင်းကောင်းတော့မထိန်သိမ်းနိုင်တော့ဘူးလေဒါတော့မှအမေရသူ့ကိုပြောဆိုနေသေးတယ်မပြောပါနဲ့ဗျာတရမှာတော့တမကလည်းရခမဖြစ်သူစီသွားပြီးနောက်မှာတော့စပင်ထိန်သိမ်းနည်းတွေကိုတွားရောက်မေးမြန်းလိုက်ပါတယ်ဒီနောက်မှာတော့မိမဖြစ်သူရဲ့စပင်တွေကိုအကောင်းမွန်ဆုံးထိန်သိမ်းပေးနေခဲ့ပါတယ်ဒီအချိန်မှာအမေကလည်းပြောလိုက်ကြပါဘို့နေရနေမိမအတွက်ဘာလို့ဒီလောက်တောင်မှစူးစမ်းပေးနေရတာလဲ သူ့စမိန်တွေကိုအလောက်ထိထိမ့်သိမ့်ပေးနေတော့ဘာရောက်သွားမှာလဲရွှေငွေကြောက်တံပါရမီတွေထွက်လာမှာမဟုတ်လို့အလောက်တောင်မှကြိုးစားပေးနေရလားအန်ကစ်ကတော့သူ့မိန်ပြောတဲ့စကားတွေကိုနည်းနည်းလေးမှဂရုစိုက်ခဲ့ပါဘူးအန်ကစ်ကသူ့မိန်မရဲ့စမိန်တွေကိုအကောင်းမွန်ဆုံးထိမ့်သိမ့်ပေးခဲ့တဲ့အခါမှာတော့စမိန်တွေပြန်လဲကောင်းမွန်လာတော့ကိုကြွေးလိုက်ရပါတယ်ရှင်အားကျမရဲ့စမိန်တွေကိုပြန်လဲကောင်းမွန်သွားအောင်လို့ထိမ့်သိမ့်ပေးခဲ့တယ်နော်ဂျေစုအများကြီးတင်ပါတယ်ရှင်ငါအခုထိကိစ္စတွေအားလုံးရတဲ့တဝက်ကိုပဲလောက်ရသေးတယ်နောက်ထပ်ကိစ္စတဝက်အခုချိန်ထိကြံ့နေသေးတယ်ဒါအောင်မင်းသိလား ငါရဲ့အမေကိုချွေးမတယောက်ရဲ့တံပိုးကဘာလဲဆိုတာကိုလည်းပြသရအောင်မယ်။ဒီနောက်အန်ကစ်ကလည်းတရားမှာတော့သူ့မိဘရဲ့တငယ်ချင်းမိတ်ဆွေတွေကိုအိမ်ကိုခေါ်လိုက်ပါရီ။ပြီးသွားတဲ့အခါမှာတော့သူ့ရဲ့မိန်းမဆူပရီယာကိုလည်းတမင်တတ်တတ်အပြင်ကိုခေါ်လိုက်ပါရီ။ဆူပရီယာရဲ့လှပလုံးနဲ့စပင်အရှေ့ကြီးကိုကြွေးကြရတဲ့အခါမှာအာလုံကလည်းဝမ်းသာပျော်ရွှင်သွားခဲ့ပြီးချီးကျူးခဲ့ကြပါရီ။ဂိုက်တရီရဲ့နင့်ချွေးမလေးရဲ့စပင်ကအရှေ့ကြီးပဲလှပလိုက်ကြ။အရင်တုန်းကတော့သူ့စပင်တလောက်ထိလှပပြီးရှေ့လျားလိမ့်မယ်လို့ငါတို့လုံးဝမထင်ထားခဲ့ဘူးသီလား။ တိတ်ပြီးတော့လည်းအာယုံမဆိုင်ခဲ့မိဘူးလေစပယ်အရှေကြီးဆိုတာကနတ်သမီးမှလည်းရှိတယ်လို့မျိုးဆုံးမမှလည်းရှိတာပဲအဲဒါကြောင့်ဆုံးမမဖြစ်စေနဲ့နော်နေကဒီအိမ်အတွက်နတ်သမီးလေးကြပါပဲအမြဲတမ်းဖြစ်ပြီးတော့နေကြလာအမလီဘာကုန်နတ်သမီးလဲနတ်သမီးဆိုလို့ရှင်တော့ပတ်စံနဲ့စီစိန်ဥစ္စာတွေအများကြီးယူဆောင်လာခဲ့ပေးရမှာပေါ့သူကစပင်အတွက်ပဲပတ်စံတွေအများကြီးကိုအသုံးချနေရလေကုန်လိုက်တဲ့ပတ်စံဆိုတော့ပြောမနေနဲ့ဒီစကောက်ကြားခဲ့ရတဲ့အခါမှာအန်ကစ်ကဆိုပရီယာရဲ့လက်ထဲပတ်စံတထုပ်ပေးကင်လိုက်ပါတယ် ပြီးတော့ ਨੇ အမှုအရာနဲ့စကားပြောနေရင်လည်းပြလိုက်ပါရီဆိုပရိယာကလည်းသူ့ယောက်ျားပြောခြင်းနဲ့စကားကိုသဘောပေါက်တဲ့အကြောပတ်စံယူပြီးရခမစီကိုသွားခဲ့ပါရီရခမရဲ့လက်ထဲမှာပတ်စံပေးပြီးနောက်မှာတော့ရခမကလည်းဒေါသထွက်သွားပါရီကဲကြည့်စမ်းအခုငါတငယ်ချင်းနဲ့အားလုံးရှင်မငေါ့အရှက်ခွဲဖို့အတွက်သူကပတ်စံအောင်လာပေးနေသေးတယ်ဒါဘာလို့တားလဲမဟုတ်တာအမေရဲ့ကျမအရှက်ခွဲခြင်းလို့ပတ်စံပေးရမဟုတ်ပါဘူးကျမပတ်စံပေးရကဒီစပင်တွင်နဲ့ကျမရှာဖွေထားတဲ့ပတ်စံဖြစ်တယ်ဆိုတော့ကိုအမေကိုပြချင်လို့လာပေးရပါ။ အမေကအမြဲတမ်းဒီစပိန်နဲ့ပတ်သက်ပြီးပြောဆိုပြတင်နေကြရလေအမှန်တိုင်းပြောဆက်မှနေပါဟုတ်ပြောချင်တာလေကျမမင်္ဂလာမဆောင်ခင်တုန်းကဆိုရင်တော့ YouTuber တယောက်လေဗီဒီယိုတွေအများကြီးလက်တင်ခဲ့တယ်လက်ထပ်ပြီးတဲ့အခါကျတော့အလုပ်တွေအများများနေရာနဲ့မလုပ်ဖြစ်တော့တာပါကျမရဲ့ channel ကိုလည်းကျမတိတ်ပြီးတော့ view မဆိုင်နိုင်တော့အခုပြန်ပြီးတော့ channel မှာဗီဒီယိုတွေတင်နေရကျမရဲ့စပိန်တွေပြန်စီသွားတော့သူနဲ့ကျမနှစ်ယောက်လုံးကလည်းအမေစီသွားပြီးစပိန်ကိုဘယ်လိုပြန်လဲပြုပြင်ထိန်းသိမ်းရမလဲဆိုတဲ့နည်းတွေကိုမေးခဲ့တယ် အဲ့ဒီနေတွေကိုဗီဒီယိုရိုက်ပြီးတော့ online ပေါ်မှာလည်းတင်ခဲ့တယ်။စပင်တွေကိုပြုတ်ပြနေတဲ့အချိန်မှာကျမတို့ဗီဒီယိုလည်းတစ်ခါတည်းတင်လိုက်တဲ့အခါကျတော့ဝင်ငွေရတာပေါ့။ဟုတ်တယ်။သူ့ရဲ့အကြံဉာဏ်ကအရန်ကိုကောင်းလွန်တဲ့အတွက်ကြောင့်မဟုတ်လို့သူ့ရဲ့ဗီဒီယိုကလည်းကြည့်ရှုသူအရန်များပြီးတော့ပေါက်သွားခဲ့တယ်အမေ။အရိကရတဲ့ငွေနဲ့သူကအမေကိုကတော့တာပါ။ရတဲ့ပတ်စံကိုအမေကိုပေးတဲ့နဲ့ဆိုပြီးတော့သူကတွေးလို့လာပေးတာ။ဂိုက်တရီရဲ့နင့်ချွေမလေးကကြော်တယ်၊ချော်တယ်၊လှတယ်၊ညံလဲကောင်းတယ်။ အိမ်မထိုင်နေတဲ့ပတ်စံကောင်းကောင်းရှာနေတယ်ကြည်ပေါင်းဟုတ်တယ်နှစ်ချွေမအလောက်ကောင်းတာတန်ဖိုးထားစမှာဟဲ့ဒီချိန်မှာဂိုက်တရီကလည်းသူ့ရဲ့အမားတွေကိုသဘောပေါက်နားလဲသွားခဲ့ပါတယ်ဒီနောက်သူ့ချွေမလေးကိုဘယ်တော့မှချက်ပြီးတော့မစူးစဲတော့ပါဘူးဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တည်းဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်